မင်္ဂလာညနေခင်းပါရှင်။အော်တိုဘာ22ရက်နေ့ညနေ၄နာရီညနေခင်းသတင်းတွေကိုစတင်မိသားရဲ့ထုံးနဲ့တင်ဆက်ပေးသွားတော့မှာပါ။ဒီနေ့ညနေခင်းသတင်းတွေမှာတော့မန္တလေးမြို့မှာငလင်တန်တဲ့အဆောက်အဦးတစ်ခုကိုဖြိုချစဉ်နဘေးမှာရှိတဲ့လူနေအိမ်ပေါ်ကို ပြိုလဲကျမှုကြောင့်ပိတ်မိနေသူကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တဲ့သတင်း။ဘင်္ဂလားပင်လယ်အော်မှာဒေဗီယန်နေရုံဟာဒီနေ့ညနေပိုင်းမှာအိန္ဒိယနိုင်ငံကမ်းလွန်ဒေသတွေအတွင်းမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်တဲ့ဆိုတဲ့သတင်း ဟာမတ်စ်အဖွဲ့အနေနဲ့အပြစ်ခတ်ရေးဆွဲရေးသဘောတူညီချက်ကိုချိုးဖောက်မယ်ဆိုပါကအမြင့်ဖြတ်ခြေမုံခံရမယ်လို့အမေရိကန်သမ္မတထရန့်သတိပေးခဲ့တဲ့တဲ့နဲ့စီရိုနယ်ဒိုရဲ့ဆက်နပွဲဇက်တိုက်ဂိုးသွင်းတဲ့စံချိန်ကိုဟာလန်လိုက်မိခဲ့တဲ့တဲ့နဲ့အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အိုဇွန်တွင်တဲ့ပုံအနေနဲ့မန္တလေးမြို့မှာငလင်တန်တဲ့အဆောက်အဦတစ်ခုကိုဖြိုဖျက်စဉ်နဘေးမှာရှိတဲ့လူနေအိမ်ပေါ်ကိုပြိုလဲကျမှုကြောင့်ပိတ်မိနေခဲ့သူကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ မန္တလေးမြို့မှာငလင်တန်တဲ့အဆောက်အဦးကို ဖြိုဖျက်စဉ်နဘေးမှာရှိတဲ့လူနေအိမ်ပေါ်ကို ပြိုလဲကြမှုကြောင့်ပိတ်မိနေခဲ့သူကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါဗျ။အော်တိုဝါ၂၁ရက်နေ့မော်လဲ၃နာရီခန့်ကချင်းသာဆန်းမြို့နယ်အောင်နန်းရိတ်သာအနောက်ရက်ကွက်33လမ်းနဲ့34လမ်းကြား85လမ်းနဲ့86လမ်းကြားဝင်အတွင်းမှာရှိတဲ့ RC ၃တပ် ညာစိန်တင်းခိုကန်ဟာငလင်းတန်တင့်ခဲ့ရတာကြောင့်ဆန်ရန်ဒီယာနဲ့ဖြူဖြက်စင်မှာဘေးဘက်ကလျက်မှာရှိတဲ့ပြင်နောင်အိမ်သွမိုးနှစ်ထပ်နေရင်ပေါ်ကိုပြိုလဲကျမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဖြိုချတဲ့အတိုက်အပြည့်ခံခဲ့ရတဲ့အဆိုပါနှစ်ထပ်ပြင်းထန်ရဲ့အတွဲမှာရှိတဲ့အမျိုးသားတအုပ်ပိတ်မိနေခဲ့တယ်လို့မိလာမှုလည်းဖြစ်ပေါ်ခဲ့တဲ့အတွက်နေမြေကံမိသက်ရှင်တွေကယ်ဆယ်ရေးရှင်တွေရောက်ရှိပြီးကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ညနေ6:00ခန်းခါမှာတော့ပိတ်မိနေခဲ့တဲ့အမျိုးသားကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။အဆိုပါအမျိုးသားမှာဒဏ်ရာတွေရရှိခဲ့တယ်လို့လည်းသိရပါတယ်။ဘင်္ဂလားပင်လယ်အော်ကလေပြင်းနဲ့ရေအောင်ဟာဒီကနေ့ညနေပိုင်းမှာ အိန္ဒိယနိုင်ငံကမ်းလွန်ဒေသတွေအတွင်းမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်တဲ့ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေမုန်ဟာဒီနေ့ညနေပိုင်းမှာအိန္ဒိယနိုင်ငံကမ်းလွန်ဒေသတွေအတွင်းမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီနေ့အောက်တိုဘာ22ရက်နေ့မနက်ပိုင်းကသတင်းထုတ်ပြန်ထားပါတယ်။ဒီနေ့မြန်မာစံတော်ချိန်9:00ခွဲအချိန်တိုင်းထွာချက်တွေအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း တီရိလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းလွန်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းနဲ့ရေဝန်ဟာဆက်လက်တည်ရှိနေကြောင်းအဆိုပါအားကောင်းတဲ့လေပြင်းနဲ့ရေဝန်ဟာအနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်ပြီးဒီနေ့ညနေပိုင်းမှာဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက်အလဲပိုင်းအိန္ဒိယနိုင်ငံတမင်းနာဒူမြောက်ပိုင်းကမ်းလွန်နဲ့အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့မှာမုန်တိုင်းငယ်အဖြစ်ကို၎င်း အဲ့ဒီကနေတဆင့်အနောက်အနောက်မြောက်ဘက်ကိုရွှေလျားနိုင်ပြီးပုံမအားကောင်းလာနိုင်ကအောက်တိုဘာ23ရက်နေ့မှာအိန္ဒိယနိုင်ငံတမင်းနာဒူးမြောက်ပိုင်းနဲ့အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့ကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ထားပါတယ်။ပင်လယ်ပင်လယ်ော်မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိမ်အင်းငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံပင်လယ်ပင်လယ်ော်တွေမှာတော့တိမ်အသင်းအသင်းကနေတိမ်ထူထပ်နေရလို့သိရပါတယ်။ဒါပြင် ဒီနေ့မြန်မာစံတော်ချိန်9:00နာရီအချိန်တိုင်းထွာချက်တွေအရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့အပူပိုင်းမုန်တိုင်းဖန်ရှန်ဟာအနောက်တောင်ဘက်ကိုဖြင်းညင်းစွာရွေ့လျားခဲ့ပြီး VNN နိုင်ငံဌာနမျိုးရဲ့အရှိမျောက်ဖက်ရေမိုင်150ခန်းအကွာပင်လယ်ပြင်ကိုပဟိုပြုနေကြောင်းအဆိုပါအားကောင်းတဲ့အပူပိုင်းမုန်တိုင်းဖန်ရှန်ဟာအနောက်တောင်ဘက်ကိုရွေ့လျားနိုင်ပြီးနောက်24နာရီအတွင်း VNN နိုင်ငံအလဲပိုင်းကမ်းခြေဒေသတွေကိုဌာနမျိုးအနီးကနေဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့သိရပါတယ်။ အဲဒီကနေတဆင့်အော်တိုဘာ24ရက်မနက်ပိုင်းမှာဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းဒေသတွေကနေတဆင့်လာအိုနိုင်ငံကိုအပူပိုင်းမုန်တိုင်းအဖြစ်ဖျက်ချော်နိုင်တယ်လို့ခန့်မှန်းရကြောင်းမိုးစလကထုတ်ပြန်ထားပါတယ်ဟာမတ်အဖွဲ့အနေနဲ့အပြင်းခတ်ရစေးရေးသဘောတူညီချက်ကိုချိုးဖောက်ပါကအမြင့်ဖြတ်ချေမုန်းခံရမှာဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရပ်သတိပေးခဲ့တဲ့နိုင်ငံတကာသတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။ဟာမတ်အဖွဲ့အနေနဲ့ အပြည့်ခန့်ရဲစင်ရေးသဘောတူညီချက်ကိုချိုးဖောက်မယ်ဆိုတာကအမြင့်ဖြတ်ချိန်မုံခံရလိမ့်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအော်တိုဝါလ20ရင်းကပြောကြားခဲ့ပါတယ်။ဒါပေမဲ့ Hamas အဖွဲ့ကအပြစ်ခံရစေးသဘောတူညီချက်ကိုလိုက်နာဆောင်ထိန်ဖို့အခွင့်အရေးပေးမယ်လို့လည်း Trump ကဆိုပါတယ်။ကျွန်တော်တို့က Hamas အဖွဲ့နဲ့သဘောတူညီချက်တစ်ခုပြုတ်လောက်ထားပါတယ်။ သူတို့ကအရန်ကောင်းကောင်းမွန်မွန်နေမယ်အဆင်ပြေပြေနေမယ်ဆိုတဲ့သဘောတူညီချက်ကိုပြုတ်လုခဲ့တာပါလို့ထရမ့်ကအင်ပီရောမှာသတင်းတောက်တွေကိုပြောပါတယ်သူတို့ကအဲ့လိုမနေဘူးဆိုရင်တော့ကျွန်တော်တို့ကလည်းလိုအပ်ရင်လိုအပ်တယ်လို့သူတို့ကိုအမြင့်ဖြတ်ချိန်မုံသွားမှာပါသူတို့ချိန်မုံခံရမှာကိုလည်းသူတို့သိပါတယ်လို့ထရမ့်ကပြောပါတယ် လွန်ခဲ့တဲ့သတင်းနှစ်ပတ်နီးပါးကထရမ့်ဟာဂါဇာမှာအပြစ်ခတ်ရဲစဲသဘောတူညီချက်ရရှိအောင်ကုညီလှုပ်ဆောင်ပေးခဲ့ပါတယ်။ဒါပေမဲ့ဟာမတ်စ်အဖွဲ့ဟာတိုက်ဆုံသွားခဲ့တဲ့တစားကန်တွေကိုလွှဲပြောင်းပေးရခြင်းမရှိကြောင်းအစ္စရေးကဆွဆွဲခဲ့ပြီးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်ဒီအပြစ်ခတ်ရဲစဲသဘောတူညီချက်ဟာကျိုးပြတ်မဲ့အခြေအနေကိုရရှိခဲ့ပါတယ်။ဟာမတ်စ်အဖွဲ့ရဲ့ထိပ်သီးစစ်ဆန်ဆွေးနွေးသူခါလီအေဟီယာက၎င်းတို့အဖွဲ့ဟာအပြစ်ခတ်ရဲစဲသဘောတူညီချက်ကိုလိုက်နာနေစေဖြစ်ကြောင်းအေဂျင့်နိုင်ငံရဲ့ အင်ဟာရီဟာ news သတင်းဌာနကိုပြောကြားခဲ့ပါတယ်။တရားငန်တွေရဲ့ယုံလောင်းတွေကိုအပြည့်စည်တွေအောက်ကဆွဲထုတ်ဖို့ကအရန်ခတ်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်တို့သူတို့ကိုဆွဲထုတ်နိုင်မှုအပြင်းထန်ကြိုးပမ်းနေပါတယ်လို့၎င်းကပြောပါတယ်။ဂါဇာအပြည့်ခတ်ရစေးသဘောတူညီချက်ကိုလိုက်နာသွားမှာဖြစ်ကြောင်းဘာကြောင့်လဲဆိုတော့ဒီသဘောတူညီချက်ကိုမိမိတို့အလိုရှိတာကြောင့်ဖြစ်တယ်လို့၎င်းတို့ကပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဆီရိုနေတိုရဲ့ဆက်နပွဲဇက်တိုက်ဂိုးသွင်းတဲ့အစံချိန်ကိုဟာလန်နိုင်မိခဲ့တဲ့အောက်စားသတင်းကိုတင်ဆက်ပေးမှာပါ။ မန်စီးတီးအသင်းတိုက်စင်မှုဟာလန်ဟာနာမည်ကျော်ပိုတူဂီတိုက်စင်မှုဇီရိုနယ်ဒိုရဲ့ကစားသမားဘဝအကောင်းဆုံးစံချိန်ဖြစ်တဲ့၁၂ပွဲဇက်တိုက်ဂိုးသွင်းနိုင်တဲ့စံချိန်ကိုလိုက်မီခဲ့တယ်လို့သိရပါတယ်ဟာလန်ဟာမန်စီးတီးကဗီလာရီယယ်ကို2ဂိုးကိုမရှိနဲ့နိုင်ရတဲ့ပွဲမှာဥဆောင်ကိုသွင်းယူခဲ့တာကြောင့် club အသင်းနဲ့လူရင်းစဉ်အသင်းအတွက်ဆက်နွယ်ဇက်တိုက်ဂိုးသွင်းနိုင်တဲ့စံချိန်ရရှိခဲ့တာဖြစ်ပြီးစုစုပေါင်း22ဂိုးသွင်းယူခဲ့တာပါစီရိုနယ်ဒိုကတော့2018ခုနှစ်တုန်းက Real ရဲ့အသင်းမှာကစားစဉ်ဆက်နွယ်ဇက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဟာလန်ဟာဒီယာဒီမှာစပါအသင်းကိုရှုံးနေခဲ့တဲ့ပွဲတစ်ပွဲပဲကိုသွင်းနိုင်ခြင်းမရှိခဲ့ပေ။ကျန်တဲ့ဇလီပွဲစလုံးကိုသွင်းနိုင်ခဲ့တယ်လို့လည်းသိရပါဗျ။ ရေရဲသင်းရဲ့တိုက်စင်မိုးဘာပေကလည်းလက်ရှိအချိန်မှာစက်တပွဲဇက်တိုက်ဂိုးသွင်းယူထားတာကြောင့်ဒီညရှင်ပြိုင်ကစားမဲ့ဂျဝင်တက်စ်နဲ့ပွဲမှာဂိုးသွင်းယူနိုင်မှာကဆီရနယ်ဒိုနဲ့ဟာလန်တို့ရဲ့စံချိန်ကိုလိုက်မိသွားမှာဖြစ်ပါတယ်။အော်တိုဝါ22ရက်နေ့ညနေ4:00ညနေခင်းသတင်းတွေကိုတိုင်းရထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါ။ည8:00နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတို့ပဲတင်ရှင်းပါရစေ။